အားလုံးပဲမင်္ဂလာပါနတ်နွေဗြမျခေါ်တန်အပိုင်း36လေရင်ကြီးတနေရာရင် EWG ကိုပြစ်ခတ်ဖောက်ခွဲနိုင်သောပစ္စည်းများပါရှိနေရမည်သို့သောဘေးနေရာမှာ ရှိမည်နီတတကြီးရဲမှာရှိနေမည်လောမဖြစ်နိုင်ပါသို့သောအခြားဘေးနေရာမှာရှိနိုင်သည်နီဒါကိုတာကြီးတစ်ခုလုံးခေါင်းပိုင်းကနေအမိပိုင်းအထိကျွန်တော်ရောက်ရှိမိပြီတတကြီးရဲမှာပဲတေချာဝောင်းရှိနေရမည် ်ဆက်လော့ကိုကျွန်တော်ဆွဲယူလိုက်သည်လက်မှတ်ထံအများနောက်ရှင်သဖြင့် online မိသည်သို့တော်ဆက်လော့ကို ကျွန်တော်ကောင်းစွာပင်စောက်ကင်ထားလိုက်သည်ကျွန်တော်သည် မကြခင်မှာတရားတော်မည်ဆိုလင်မည်ယခုချိန်တွင်နောက်ရှင်သည်ကိုဘာကူးဆိုင်စရာရှိသည်နည်းဆက်လော့ကိုကျွန်တော်နှုတ်လိုက်ပြီးနောက်လေရင်မိပိုင်းရှိတတထိပ်ဖြောင်းကိုစတင်တိုက်ဖြစ်ပါသည်တမသာအတွင်သူလှော်သားများဝင်သွားသည်ကိုကြည်နေမိသည်မြင်နိုင်သမျှမြ мян ပြက်စီရန်စိတ်ဆောမိသည် တက်တာဖင်ပိုင်းကိုဖြတ်မိတော့ကစီစဉ်ဝေးဖြင့်ပတ်ထားသောရှီလာလာအရာတစ်ခုကိုတွေ့ရသည်သို့သောနှစ်ပရိစီတာကြာမီဖြစ်သည်ပင်စီစဉ်ဝေးစသည်ဆွေမြေပေါက်ပြင်းနေပြီတော်ဘီဒိုကြီးပဲ့ထင်းပန်ကောင်ကိုတွေ့မြင်ရပါသည်ကျွန်တော်မိကြီးကိုချစ်ပြီးကြည်လိုက်ရမိကြီးမိအောင်တွင်တက်တာကလေးတစ်ခုကိုတွေ့မြင်ရသည်တော်ဘီဒိုအမိအောင်တွင်ဖြစ်သည်ကျွန်တော်ဒီထိုးသက်တာကလေးကိုအထူးသတိထားပြီးမောင်းယူလိုက်သည် လေရင်ကျမ်းမြင့်တွင်ချလိုက်ပြီးနောက်တောလိုက်တာနှင့်ထိုးပွင့်သည်အလွယ်တကူပင်ပွင့်သွားသည်တက်သားတွေမှပစ္စည်းကို ကျွန်တော်ကြည့်နေအားစွာဖြင့်ငေးဆိုင်ကကြည်နေမိသည်ထိုပစ္စည်းကတပြေလောက်ရှိသည်တစ်ဖက်ထိပ်တွင်သံမဏိဖုံးရှိသည်ရင်းအောက်ဖက်တွင်ဝက်ဝူရစ်တွေရှိသည်ရင်းအောက်ဖက်တွင်ဖြောင့်တန်းချုံမနေသောပြောင်ဆင်းဆင်းရှိသည်အစင်းရောင်မှနှစ်ကာလကြာမြင့်၍အညိတက်နေခြင်းဖြစ်သည်မူရင်းကကြည်နီဖြစ်သည် ထဲတွင်ပါရှိသည်နိဖူမီနေရံမလူတွေသူမဟုတ်အလားတူပောက်ခွဲစစ်တဲ့သောဓာတ်ပေါင်းတွေရှိနေမည်ဤကဖောက်ခွဲသနပ်ပင်ဖြစ်သည် ကျွန်တော်သည်၎င်းကိုသေးသေးချာချာချဟားလိုက်သည် ထို့နောက်ဆက်လာကိုယူပြီးဥပိုင်းသို့လျှောက်သွားသည်ဘေးအကိုအရင်လောက်ရမည်နိလေရင်ကိုရမအခွဲဆောင်ကို အရင်ချက်ရမည်လားသူမဟုတ်တနထိပ်ပိုင်းကိုအရင်ဖြတ်တော်ရမည်လားလေရင်ကိုယ်ရေကိုအရင်ဖြတ်လောက်ရမည် ကျွန်တော်ဒီလေရင်ကိုယ်ရေကိုလှော့ဖြစ်တိုက်ဖြစ်နေရင်အုံနောက်ပြက်လူလူရှိလာသည်အကြောင်းကနာကျင်မှုကြောင့်ဖြစ်သည်နောက်တစ်ကြောင်းကကျွန်တော်လုပ်နေသည့်အလုပ်သည်အထူးကလုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိနေသောကြောင့်ဖြစ်သည်စင်ဆောင်ကကျွန်တော်ကိုစီရင်ချက်ချမှတ်ခဲ့သလိုကျွန်တော်ကလည်းသူ့ကိုစီရင်ချက်ချမှတ်လျက်ရှိပါသည်ဒီဗရများ၏အတွက်လူနှစ်ယောက်တည်ဆုံခဲ့ရပြီဖြစ်သည်ကျွန်တော်ကတတိယမြောင်တည်ဆုံရမည်သူဖြစ်သည်ကောင်းပြီ ရင်းတို့ဆိုရင်တကောင်တန်းစင်ဆောင်နေသူဤဖွဲ့သားများသည်စတုတ္တာပြင်စမစတ္ထမနှင့်တတ္တမများဖြစ်ကြပါမည်ကျွန်တော်သည်ကျန်းကင်းမြစ်ရှိအကွဲကြောင်းကို အထက်ဘက်သို့ဆက်ပြီးဖြတ်လိုက်သည်အကွဲကြောင်းသည်လေရင်ကိုယ်ရဲ့နယံတိုင်းအပေါ်သို့တက်သွားရာပခုံးတော်မြင်သည့်ဤဖြစ်သည်ထို့နောက်ကျွန်တော်သည်အခြားတစ်ဖက်ဆုံးမနေ၍အခြားနယံတစ်ဖက်ကိုခွဲစိတ်ပြန်တော်သည်ရင်းတို့ဖြတ်တော်အရင်မကြာခဏဆိုသလိုဝင်တန်မဏိကျိုးများကိုပါဖြတ်တော်အားသည် ၎င်းတို့သည်လှော့များ၏ပိုင်ဖြက်မှုကြောင့်တရုတ်ကျွမြပြက်သလိုပြက်ထွက်ကုန်ကြသည်လှော့ချောင်းထက်ဘက်သို့တက်သွားသည်နှင့်အမျှကျွန်တော်၏ထက်ဘက်ရှိ လေရင်ကိုယ်ရေကြည့်သည် အောက်ဘက်သို့အလေးချိန်နှင့်ဤကြလာတော်သည်ဖျားသခင် ကျွန်တော်ဖြတ်တာများလုံသွားပြီလားတို့ဖြင့်ကျွန်တော်သည်တော်ပြီတို့တက်တာကြီးထိပ်ပိုင်းသို့ပြောင်းရှိဖြစ်တော်သည်ယခုခါတွင်ဥပိုင်းတစ်ခုလုံးသည်အထံတွင်စုညံလျက်ရှိသည်တထုပြားများ ကိုယ့်ရဲ့တန်လှော့ဆက်တန် တသားတို့ကိုလှသွားပြင်တိုက်ဖြတ်တယ်။ကျွန်တော်ဒီတသားထိပ်ပန်းကိုလှည့်ပက်ကောင်ဖြတ်တော့သည်။အောက်ဖက်သူဖြတ်စားသည်အထက်ဖက်သူထိုးပြက်သည်။ပတ်ဝတ်ပြီးဖြစ်သည်။နောက်ဆုံးတွင်မဲမဲလုံးလုံးတံတန်ကြီးပို့ထွက်လာတော့သည်။တော်ပီတိုထိပ်ဖြားမင်းဖြစ်သည်။မိုးကဖြင်းဖြင်းအုပ်ထားသည်။ထို့နောက်သွန်းနှန်းကျူးတွေဖြင့်အပေါ်မှတုတ်ထားသည်။တို့ဖြင့်ကျွန်တော်ဒီတန်ဖြက်ကက်စီဖြင့်သွန်းနှန်းကျူးများကိုဖြစ်ပြရသည်။ သို့သောဖုံးထားသောမိုးကပြင်တာလဘက်ကထူထဲလာသည်အဆောက်ကိုရှာမရပေဖြစ်နေသည်တာလဘက်ဆောက်ကိုတစ်ခုခုပြင်ဖြတ်တောက်ပြရမည်လှော့ဖြင့်တိုက်ဖြတ်ရမည်လားတော်ပီဒိုသားကိုပါဖြတ်မိရင်တခါရဲကိစ္စကျော်သွားနိုင်သည်ဓမြောင်တစ်ချောင်းရလင်ကောင်းမည်သို့သောကျွန်တော်မှာဓမြောင်မရှိပါစင်ဆောင်ကမထားခဲ့ပါဓမြောင်တစ်ချောင်းမောင်းချတာတလက်ဖြစ်ဆက်တစ်ခုခုဘာမှမရှိပါနေရော ရှိပါသည်ဓမြတစ်ချောင်းဘယ်နေရာမှာရှိသည်ကို ကျွန်တော်သိသည်သို့သောလက်လက်မမီသည့်နေရာတွင် ဖြစ်နေသည်တွဲဖက်လေမူထိုင်ကုန်တွင်အယိုးစုကြီးဖြစ်နေသောဘုံမူကြီးတို့ရှိပါ၏ခက်ဖက်တွင် ရှိနေသည်လေမူခန့်ဘက်သို့ကျွန်တော်လှည့်ပြီးကြည့်လိုက်သည်စက်ခမ်းမိုးသည်ဤကြလည်းရှိသည်ကျွန်တော်တိုက်ဖြစ်ထားသောအကွဲကြောင်းတစ်ဖက်ကျမ်းပြမာလေရမောက်ကိုဖိထုတ်ထားသည်ဖြင့်အောက်ဖက်ကိုနေပြီးလောင်းနေနေသည် ထိုနေရာတွင်ကျွန်တော်ခြေချလိုက်လျင် လေရင်ကိုယ်ရည်ကြီးကိုလှော့ဖြင့်တိုက်ဖြတ်ထားသည့်အလျောက်ဥပိုင်းတစ်ခုလုံးသည်ပြတ်ထွက်ပြီးအောက်ဘက်သို့ပြုတ်ကျသွားပေးလိမ့်မည်ကျွန်တော်ကိုယ်ပါတပါးရေခေါဆောင်သွားလိမ့်မည်တော်ဘီဒိုကြီးကမူသူ့နေရာမှာပင် ကြံ့ရင်ခဲ့ပေးလိမ့်မည်သို့သောတချို့တစ်ခုမရှိပေမိုးကဖြင့်ကို မခွဲဖြတ်နိုင်ပါမိုးကဖြင့်ကိုမခွဲဖြတ်ပဲနဲ့တော်ဘီဒိုကိုဖောက်ခွဲရန်မပြုလိုနိုင်ပါဒါကိုကျွန်တော်မြင်နေရသည် ရှစ်ပြလောက်ပဲဝေးသည် သို့သောလကဘာဘော်တွင်ရှိနေသည်အလားဖြစ်သည်သို့ရာတွင် ကျွန်တော်မှတခြားရွေးချယ်စရာမရှိပါဓာတ်ကိုဆက်ကနေဆွဲယူလိုက်နိုင်လင်ကျွန်တော်ရှိသူတို့လိုက်သည် ရှိသူလှမ်းလိုက်သည်လှမ်းဆွဲလိုက်သည် ကျွန်တော်လက်ထဲတွင်ဓာတ်ပါလာသည်ဓာတ်သားကကျွန်တော်လက်ကိုရှာသည် ကျွန်တော်နောက်ကိုပြန်ဆုပ်လိုက်သည်ကျွန်တော်ခြေတော်ကဘာကိုမျှမကန်မီပါ လေရင်မိုးကြီးကနှိမ်ကြလာပြီး ဥကောက်ပိုင်းကိုအောက်ဖက်သို့ဆိုက်ချသွားစီသည်သို့သော ကျွန်တော်၏ခြေထောက်တစ်ဖက်သည်ကိုရပိုင်းအစုံကိုနေမိသည် ကျွန်တော်ကိုကိုလှိမ့်ပြီးမတ်တက်ထရလိုက်သည် တော်ဘီတို့ကြီးပေသို့ပြန်လည်ရောက်ရှိသွားသည်ဘိုးကဖြင့်ကိုဓာဖြင့်ခွဲပြက်သည်အဆောင်ကောင်ဘယ်ကိုရောက်သွားပြီနီကျွန်တော်လက်မနာ၏ကို ကြည်လိုက်သည်လေရင်ကြီးရဲ့မှာ သူ့ထွက်သွားသည်မှာ၁၁မိနစ်ရှိသွားပြီ ကြိုးချီထားသောတစ်ကန်းကြီးကို သူ့ရောက်ရှိနေလာပြီ။သူမဟုတ်ရောက်ရှိဖို့အတော်ကြီးနေနေလာပြီ။အောက်ဖက်မှသူတို့စောင့်ဆိုင်နေကြသည်။တော်ဘီတို့ထိပ်ဘူးကိုဖုံးထားသောရက်ပြင်းစာကိုကျွန်တော်ဓာဖြင့်ထိုးပေါသည်။ခွဲစီသည်စုတ်ဖြတ်သည် ဖောက်ခွဲတဲ့နံထိုးသွင်းရမည့်အပေါက်တနေရာတွင်ရှိရမည်။သို့သောတနက်ပေါက်ကို မတွေ့ရပါ။ထိတ်ဝရင်မရှိပါ။တို့ဖြင့်ကျွန်တော်ဒီတော်ပီရိုကိုအုပ်ထားသောရက်ပြင်းစာကိုအရှိလိုက်ခွဲပြသည်။ ဒါသောကိုအပေါ်ထောင်ပြီးခွဲ့ဖြက်သည်မိုးကပြင်ကို နှစ်ချမ်းခွဲ့ဆုပ်သည်ဟောတွေ့ပြီထေလုံးကြီးမှာနောက်ဖက်နှစ်ပြီလောက်กว่าရင်အပေါက်တစ်ခုကိုဖိတ်ဖုံးထားသောကြီးဝဖုံးလေးတစ်ခုကို တွေ့ရှိရသည်ကြီးဝဖုံးသားများကတွားပြီးထက်နေသည်ဖြင့်လက်နှင့်လဲ၍မရပါဘယ်လိုလုပ်ရမည်နည်းတန်ဖြက်ခြင်းတို့သည်နှင့်လှည့်ကြည့်သည်မရပါချောနေသည် သူဖြင့်ကျွန်တော်သည်ရက်ဖြင့်စာနေငယ်ကို ဖြတ်ယူပြီးကြေးဝဖုံးကိုစုပ်ကန်ကလှည့်ရသည်တော်တော်နဲ့ပင်လှည့်ရမရပါကျွန်တော်၏လက်မောင်းသည် ပြုတ်ထွက်တော့မတတ်ပင်နားကျင်လျက်ရှိတော်သည်ကျွန်တော်ခဏနာပြီးထက်လေသည်ဒီဒီချိန်တွင် လေထွက်သွားသည် ကျွန်တော်ကလေထွက်သွားသော ဖုံးကိုလှမ်းဖွင့်လိုက်သည် အပေါက်တွင်သို့ဖောက်ခွဲတဲ့နက်ကိုသတိကြီးစွာဖြင့်ထိုးဆက်လိုက်သည်ဝက်ဥကြီးအတိုင်းလှည့်ကျက်လိုက်သည်အစင်းသင်းဖြစ်ပြီး ဆော့လော့ကိုတစ်ချိန်ကန်ရပြန်သည်ဤကြလာသောမိုးကိုဆက်ပြီးဖြစ်တော်ရသည် ထိုခါလျင်ဥပိုင်းသည်နိုင်ကြလာတော်သည်ဥပိုင်းတစ်ခုလုံးသည်ပြုတ်ထွက်သွားဖို့လိုသည်သို့မဟုတ်လျင်တော်ပီဒိုကြီးထွက်ကြနိုင်မည်မဟုတ်ပါ ကျွန်တော်ထိုးဖြက်သည်မကြပဲခံနေသည်ထက်ပြီးထိုးဖြက်သည်အကယ်၍သာဥပိုင်းသည်အောက်မှတစ်ခုခုခံနေခဲ့လျင် ကျွန်တော်ညီကုန်းချုပ်ပေးပြီဥပိုင်းနိုင်ကြသည် လေရင်မိုးဝိုင်းသည်ကျွန်တော်ကောင်းတဲ့အညီရောက်လာသည် ထိုနောက်ခါနဲ့အညီရောက်လာသည်ထိုနောက်လုံးလုံးကြီးပြုတ်ကျသွားတော့သည်အမိုးနှင်းကြမ်းမြင့်သည်နှစ်ပေလောက်သာကြွားချလျက်ရှိတော့သည်ကျွန်တော်ကဆက်လော့ကိုလေးရင်နှစ်ပိုင်းခွဲကြသူပြစ်ပေါက်လိုက်ပြီနော်တော်ပီတိုသစ္စာကြီးကိုခုခံထားသောဂျန်တုံများကိုခြေတော့ပြင်ကံဖြောရတော့သည်ဒီအချိန်တွင်တခုခုဖြစ်နိုင်သည်သည်ခုတ်ဖြတ်ထားသောနောက်ပိုင်းကိုရေကြီးသည် ပြန်မက်လာပြီတော်ပီတိုသစ္စာကြီးသည် အမိပိုင်းတို့ရှော့စင်သွားနိုင်သည် ကျွန်တော်ဒီဂျန်တုံများကိုတစ်ခုပြီးတစ်ခု ဖြုတ်ပြနေသည် နောက်ဆုံးဂျန်တုံကိုကျွန်တော်ကန်သည်ရွေ့ဆောင်သွားသည်တဝက်လောက်လွတ်သွားပြီးတစ်တာကြီးရေလာသည်နောက်တစ်ချက်ကန်လိုက်တော့ခါဂျန်တုံဒီဘေးဘက်သို့လွင့်ထွက်သွားတော့သည်တမဟုတ်ချင်းမှာပဲတစ်တာကြီးသည်ရှေ့သို့ရှော့စင်သွားသည် ကျွန်တော်ကနောက်မှကုတ်နဲ့ကူပြီး တွန့်ချပီးသည်တတကြီးကလျှော့ဆင်းသွားလိုက်ရက်သွားလိုက်ပြန်ပြီးလျှော့ဆင်းသွားလာ ရှိနေသည် ကျွန်တော်ကကုန်နေကော်ချသည်တတကြီးလိမ့်သွားသည်ကျွန်တော်ချွေးပြိုက်ပြိုက်ကြာနေသည်ကုန်နေကော်ပြန်သည်တတကြီးကြသွားသည်နောက်ဆုံးတွင်အမိုးနှင့်ကြမ်းပင်ကြောင့်အပေါက်ချင်းလေးတွင်တင့်နေရသည်သို့တော်တော်ပီတို့ကြီးကမူထစ်မနေပါတထန်ကျော်လေးပြီး ်ချုံမော့သောတက်ထုလုံးကြီးသည်ဆက်ပြီးလျှော့ဆင်သွားတော်သည်အမိုးနှင့်ကျမ်းမြင်ကြရှိပေါက်ကြမှနေ၍ထိုးဆင်သွားတော်သည်ပြီးနေစက္ကန့်ရှည်လျောင်းသောတိမိဒမန်ကြီးသည်အခုခံအသာစီမရှိထိုးဆင်သွားတော်သည်သူခါကျွန်တော်နားရဲတွင်တနတ်တန်တွေကြားသည်ဟုထင်မိသည်သို့တော်မသေးကြပါတော်ပြီးတော့ကြီးကြသားချင်းတွင်တက်ကိုင်းတွေကျိုးပဲ့တန်ကိုကြားသည်ထို့နောက်ထိပ်ပိုင်းနှင့်တော်ပြီးတော့ကြီးမရှိတော့သည့် လေရင်ကိုယ်တွေကြည့်သည်တဖြည်းဖြည်းချင်းလှုပ်ခါလဲပတ်လျော်သည် ထို့ခါကျွန်တော်လဲကြသွားသည်တော်ပီဒိုကြီးပောက်ကွဲသည့်ချိန်တွင် ကျွန်တော်သည်မိပိုင်းစီသို့ဂျွန်ထိုမောက်ကိုထို့ကြသွားသည်ဘာရီဖြစ်ပျက်သည်ကိုကျွန်တော်အနေနဲ့ခံမှန်းရုံသာခံမှန်းနိုင်ပါသည် မစ်ရန်ဂလင်အနေနဲ့မူလက်တစ်ဖက်မြားတွေ့မြင်လိုက်ပါသည်သို့သော သူမသည်လေပောက်ကွဲချိန်တွင်လဲကြသွားပြီး တန်ရာရရှိကောင်းအသေးစားကြည့်မှုမသိရှိပါကြည်ထိုနေရာသို့သူမဘလို့လုပ်ပြီးရောက်ရှိလာသည်နိအဖြစ်ဖြစ်ပေါင်းများစွာသည် တူတောင်းသောအချိန်ကာလတွင်တွင်တပြိုင်နက်တည်းလိုဖြစ်ပေါ်လာသဖြင့်ဘေကောင်းစပြီးပြန်ပြောရမည်ပင်မသိပါဒါကိုတာလီရင်ကြီးကပဲစရမည်ဟုထင်သည်သို့တော်ဆော့ဆော့ကောင်းကျွန်တော်ပြောခဲ့သည့်အတိုင်းမင်းမှန်ဆချက်တသက်များသာဖြစ်ပါသည်ဒါကိုတာလီရင်ကြီးသည်တစ်ပင်ထိပ်ပြရီ ၎င်း၏တာဝန်ကြီးနှစ်ဖက်ကြောင့်တင်းနေခြင်းဖြစ်နိုင်သည်ကျွန်တော်စဉ်းစားလို့ရသေးတော့လေယံမီးပိုင်းသည်အောက်ဖက်သို့ထိုးဆိုင်ပြီးဆင်းသွားသည်လေယံကြီးစုစုပေါင်း၄ချိန်၈တန်ကုန်တန်များရှိအားတကိုင်းများကြတွင်လျှော့ဆင်းသွားမည်သို့သောတာဝန်ကြီးနှစ်ဖက်ကအရှိန်ကိုထိန်းထားမည်ထိုးချိန်မှာပင်တော်ဗီဒိုကြီးပေါက်ကွယ်သည်ပေါက်ကွယ်သည့်အချိန်ကြောင့်တစ်ပင်ကြီးလဲသွားသည်သို့သောအခြားသောတစ်ပင်များကထိန်းချုပ်ထားသည်ဖြင့် တဖြည်းဖြည်းချင်းသာလဲကြပါမည်လေရင်ကြီးသည်လည်းတစ်ပင်ကြီးနှင့်တူလိုက်ပါပြီကြသွားမည်သို့သောတဖြည်းဖြည်းချင်းကြဆင်းနေသည်ဖြင့်လေရင်ကြီးသည်ဘာမှပျက်စီးထိခိုက်ခြင်းမရှိပေပေ30လောက်မြင်တွင်တစ်ကိုင်းမော်တွင်တင်နေတော်သည်ကျွန်တော်တည်တည်ချမ်းချမ်းမသိပါထိုချင်းကကျွန်တော်သည်တတိယနေသည်ပင် မဟုတ်ပါပောက်ခွဲမှုကြောင့်တတိလက်သွားခြင်းပင်ဖြစ်မည်ထိုချင်းကကျွန်တော်သည်မြောက်တက်သွားတယ်ရသည် မစ်ဖရန်ကလင်ကမူဒါကိုတာလေးရင်ကြီးသည်မို့ရတခုပေါ်ကြာတယ်လို့တစ်ကမ်းမြောက်ပေါ်သို့ကြာလာသည်ဟုဆိုသည်ကျွန်တော်ဒီလေလေရင်ကြီးလို့ပင်တစ်ကမ်းမြောက်ပေါ်တွင်တင်နေဟန်ရှိသည်ပောက်ခွဲချင်းတွင်ကျွန်တော်ဒီလေရင်ဥပိုင်းအပြတ်မှနေ၍လွင့်ထွက်သွားဟန်ရှိသည်ကျွန်တော်ကိုယ်တွင်နာကျင်မှုများကိုခံစားရသောခါတွင်မှကျွန်တော်မသိသေးကြောင်းသိရှိရသည်သူများမကကျွန်တော်ဒီအောက်ဖက်သို့လေဆင်းလာနိုင်ဟန်ရှိသည် ကျွန်တော်မူးနေသည်မိုက်နေသည်ကျွန်တော်ဤကောင်းသည်တစုံတစ်ခုနှင့်ရိုင်းမိသည်ဖြင့်မခံမရနိုင်အောင်နာကျင်လျက်ရှိသည်ဒီချိန်မှာပင်ကျွန်တော်နာမည်ကို Miss Franklin ခေါ်လိုက်တန်ကြားသည်ဤဒီမှာ ကျွန်တော်ဤဇလံမင်းဖြစ်ပါသည် Miss Franklin ကသူ့မိုက်ဇလံကိုနောက်ပိုင်းတွင် ပြော့ပြပါသည် ကျွန်တော်ပါစပ်ဟောင်းသားနေနားထောင်သည် နောက်ပိုင်းတွင် ကျွန်တော်ဒီအီဇလန်ကိုစာရွက်ပေါ်မှာရေးထားရလင်ကောင်းမည်ဟုယူဆသည် တို့ဖြင့်သူမ၏အပိုင်းကိုရေးခိုင်းပါသည်သူမကမရင်ချင်ပါတို့တော့ကျွန်တော်အတင်းတိုက်ဆုံးသဖြင့်တစ်ဖက်တွင် ဖော်ပြဟသည်မှာသူမကိုယ်တိုင်ရေးသားဟသည်အတိုင်းပင်ဖြစ်ပါတော့သည်ကျွန်ုပ်သည်ဆာရာဝက်သို့တွားသည့်ခီတွင် ကျွန်ုပ်၏ခီပေါ်နှူးရှိသည့်နံတူးကိုမြလုံးဝကြီးနှစ်သက်သည်ဟုမရှိခဲ့ပါရခင်ကဘုံမှုချုပ်တူဖြစ်ခဲ့သောမစ္စတာလူဒလန်ကိုကျွန်တော်သည်တွေ့ရင်တွေ့ချင်းမယုံကြည်ရှိခဲ့သည် နောင်ခါများတွင်လေတချိန်တစ်ခါမျှယုံကြည်ကိုးစားစရာမဖြစ်ခဲ့ပါဂျော်ဒန်နီကလေးနေပတ်သက်၍ပြောရလင်မူသူသည်လူတော်လူကောင်းတစ်ယောက်ပင်ဖြစ်ပါသည်သူရသက်တည်ပြည့်ဝသည် သို့သော သူသည်အင်မတန်စိတ်လှုပ်ရှားလျက်ပါသည်ကျွန်ုပ်မှမူပင်ကိုစရာရာကိုကိုကိုအားထားတတ်သူတူဖြစ်သည်ဖြင့်တတ်နိုင်သမျှကိုကိုကိုသာအားကိုးခဲ့ပါသည်အမှန်တိုင်းပြောရရင်စာရဝဲတို့ကျွန်ုပ်ပြင်မသွားခြင်းမှာ တန်နီကလေးတိုက်တွန်းနှိုးဆော်လုံးသဖြင့်သာကျွန်ုပ်သွားခြင်းဖြစ်ပါသည်။သူမ၏ဖခင်မတော်မတရားရရှိခဲ့သောဗရံများများကို ရှာတွေ့ခဲ့လေ။ဖျားသခင်လုပ်ငန်းတော်တွင်အသုံးပြုနိုင်ရန်အတွက်ကျွန်ုပ်ကိုဝေစုပေးမည်ဟု သူကဆိုခဲ့သဖြင့်ကျွန်ုပ်သည် စိတ်မပါတော့ပါဖြင့်သဘောတူကြရခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရသောအကြောင်းချင်းရများအလုံးလောက်ကိုပင်သူသည်ထင်ထင်ရှားရှားရေးသားဖော်ပြခဲ့ပြီးဖြစ်သည်ဖြင့်ကျွန်ုပ်သည်ထိုကြောင်းများကိုပြန်မြည်တော့ပါ။ သူ၏ရည်သားချက်များသည်စိတ်ဝေထိခိုက်ခံစားမှုလွန်ကဲလွန်တော်လေအကြောင်းကိစ္စအားလုံးလောက်မှာပင်ပေါ်ပေါ်လွင်လွင် ရှင်းရှင်းလင်းလင်းရှိပြီးအဖြစ်မှန်တိုင်းလေအတိအကျဖော်ပြထားခြင်းရှိပါသည်သူရရင်အချို့သောအကြောင်းကိစ္စများနှင့်အဖြစ်ပြများတွင်ကသူကိုယ်တိုင်ပာဝန်ခြင်းမရှိသောကြောင့်၎င်းအခြားအကြောင်းတစ်ခုကြောင့်၎င်းသူမသိရှိပေဖြစ်နေပါသည်၎င်းတို့နှင့်ပထမဆုံးဖြစ်ပျက်မှာရဟတ်ရင်ကိုမမြင်ရတော့လေ အတန်ကြာသဖြင့်တန်ကောတို့ကျွန်ုပ်ပြန်ခဲ့သည့်နောက်ပိုင်းတွင် ဖြစ်ပေါ်သောကြောင်းအများဖြစ်ပါသည်တန်ကောတို့အပြန်ခီးတွင် ထိုခီးသည်နှစ်နာရီလောက်မြောက်ကြာပါသည် မစ္စတာလူဒလန်သည်အင်ပလန်ဆိုင်အားထက်သန်နေဟန်ရှိသည်သို့တော်သူသည် ထိုအချိန်ကိုကြိုးစားပြီးဖုံးကွယ်ထားပါသည်သို့တော်ကျွန်ုပ်သည်စိုးရိမ်ပူမှန်ခြင်းများ ရှိနေသည်လည်းတကြားသူ၏စိတ်ကို သိရှိထားရလေတဲ့ကြောင့်စိတ်ထဲမှာတန်တရားဖြစ်နေမိသည်။တို့ဖြင့် ကျွန်ုပ်သည်ကျွန်ုပ်တို့အဖွဲ့နှင့်လိုက်ပါလျက်ရှိသော ကြီးကားအမည်ရှိသည့်တန်ရက်လူမျိုးခြားတဲ့ကလေးကိုကျွန်ုပ်တို့၏နောက်ဘက်ခလန်လန်တွင်ခေါ်ပြီးလိုက်ပါလာရန်ညွှန်ကြားထားသည်ဘီအန်ရဲ့ကြီးမားသော လုပ်ငန်းတစ်ခုတွင်ကလေးတယောက်ကိုပါဝင်ပတ်သက်စေသည်ကတော့မှောင်ယွင်းသောကိစ္စတစ်ခုပင်ဖြစ်ပါတော့သည်တန်ကိုတို့ကျွန်တော်တို့ရောက်ရှိတော်သောအခါယဟန်ရင်တွင်တပုတ်များစီးနှင်းလိုက်ပါလာပြီးတန်ကိုအိမ်ရှိကြီးကိုတိမ့်ပတ်ထားမြတ်မကား ရွာသူရွာသားတွေကိုလေအင်ဂျီဝေါ်ရင်အားလုံးစုပြီးဖန်စီထားကြောင်းတွေ့ရှိရပါသည်ကျွန်တော်အနေနဲ့အတော်ဝင်ထိတ်လန့်တုံ့လွန်သွားမိသည် သို့သောမစ္စတာလူဒလန်ဤအပြုတ်မှုနဲ့ပတ်သက်ရမှုအံ့ဩခြင်းမဖြစ်မိပါကျွန်တော်တို့ကိုအချင်းသားများဖြစ်ဖန်စီလိုက်သည့်နေရာပြိုင်နဲ့သူသည်စင်ဆောင်ဆိုသောလူတစ်ယောက်ကို တွေ့လို့ကြောင်းအော်ဟစ်ပြောဆိုပါသည်သူသူကို တွေ့ရှိတော့ကသူကရင်းနှီးနှီးတွင်ဆက်ဆံပြောဆိုပါသည် သို့သောကျွန်ုပ်မြင်တွင် သူသည်စင်းဆောင်ကို တွေ့တည်ခြင်းမှတ်မိဟန်မရှိပါသူတို့နှစ်ယောက်ဘာရီပြောကြသည်ကို ကျွန်ုပ်အကုန်မကြားပါသို့သောကျွန်ုပ်ကြားသလောက်ရာခံမှန်သိရှိရသည်ကတော့လူဒလန်က စင်းဆောင်ကိုဗရမများရပေးနေပါသည် လူဒလန်က သူ့ကိုစင်းဆောင်သူမဟုတ်ဘူမူကြီးစင်းဆောင်ဟုခေါ်ပါသည်သူဗရမများ၏အတွက်သူကိုရဟယင်ဖြင့်ကာလီမန်တင်းသို့လိုက်ပောင်ခွင့်ပြုရမည်ဖြစ်သည် ထိုနေ့ညဘက်တွင်လူလန်နှင့်ကျွန်ုပ်တို့စကားပြောကြရသောအခါထိုချက်မှန်ကန်ကြောင်းသိရှိရပါသည်။ထိုရာတွင်ထိုနေ့ညမိုးချုပ်သောအခါတွင်ကံကောင်းသောဖြစ်ပျက်တခုကြုံတွေ့ရပါသည်။ချာတိတ်ကလေးကြီးကသည်ကျွန်ုပ်၏ညွန်ကြားချက်တိုင်းတန်ခေါ်ရရသူပါမလားပဲတော်ရင်မှပင်မိုးချုပ်သည်သည်စောင့်နေခဲ့သည်။အမောင်ပြိုလာတော့ခရင်မအချင်းလေးကို သူစူးစမ်းထောက်လန်သည်အခြားသူများနဲ့ခက်လန်းလန်းတွင်ကျွန်ုပ်တယောက်ထဲထိုင်နေသည်ကိုတွေ့ရတော့ခါ ကျွန်ုပ်၏အသက်အရွယ်ကြောင့်ပင်ဖြစ်မည်။သူတို့သည်ကျွန်ုပ်တို့အတွက်အဆောင်တရားချထားခြင်းဖြင့်လူရင်အောင်မဖြုံးကြတော့ပါ။ကြီးကားသည်ကျွန်ုပ်နှင့်လမ်းမီစကားပြောနိုင်သောတောဆက်တနီယာသို့ကြွေပတ်ပြီးရောက်ရှိလာတော့သည်။ကျွန်ုပ်ကို သူဘာလို့အမြင်နေဟုမေးပါသည်။ထို့ခါကျွန်ုပ်ကသူ့ကိုချက်ချင်းပင်ပြန်ပြောလိုက်သည်။တန်ကောတွင်တပုံများရောက်ရှိနေကြောင်းလိုဗန်နီပေါ့မှလူကြီးတွာရူမကိုအမြန်ဆုံးကြောင်းကြရမည်ဖြစ်သည်။ယခုရောက်ရှိနေသူများသည့ လိုဗန်နီဘောင်ကိုမိရှုပ်သွားသူများပင်ဖြစ်ပြီးလိုဗန်နီဘောင်ကလူမျိုးကိုသတိပေးသင့်သည်ဟု ကျွန်ုပ်ယူဆသောကြောင့်ပင်ဖြစ်သည်ထို့နောက်တွင်ကတန်ကိုသူတန်နီကလေးရရှိလာသည်ကိုတွေ့ရသောအခါကျွန်ုပ်အံ့ဩသည်သူအဖမ်းခံရသည် ကျွန်ုပ်တို့နေအောင်စကားပြောကြသည်ထို့အခါကြီးကအကြောင်းသူ့ကိုကျွန်ုပ်ပြောပြလိုက်သည်အကြောင်းမှာကြီးကသည် သူကိုအထူးပင် ခင်မင်းတွေ့တာလျက်ရှိသောကြောင့်ဖြစ်သည် သူကလည်းကောင်ကလေးကိုအလွဲမရီအားပေးအမြောင်ပြုလုပ်ခဲ့၍ဖြစ်သည်။နောက်တနေ့နေ့တွင် စင်းဆောင်တဲ့အဖွဲကတန်နီကလေးကို တန်ကောမှခေါ်ဆောင်သွားကြသည်။သူတို့ကသူ့ကိုတင်းကျပ်ပြုပြီးဗရမားရီရယူခံရမည်ဖြစ်သည်။ကျွန်ုပ်သည်နတ်ခရင်းကပင်မြေကြီးပေါ်တွင် ထိုင်းနေကြရသည်။ကျွန်ုပ်၏လက်နက်ဖက်ကို တုံအောင်ထားကြသည်။မစ္စတာလူဒလန်ဒီကျွန်ုပ်ကိုစကားလေးမပြောပါကျွန်ုပ်အနည်းတို့လေးမလာပါ ရင်းချက်ကိုကျွန်ုပ်သဘောကျပါသည်သူသည်တစ်ချိန်လုံးလောက်ပင်အိမ်ရှိကြီးရှိဘက်ရှိကွက်လက်ထဲတွင်မတက်ရက်နေသည်ကို တွေ့ရသည်ထိုနောက်ပိုင်းတွင်ဖြစ်ပျက်သည်ကို ကျွန်ုပ်စဉ်းစားနေမိသည်စိတ်တက် တက်ကြွတဲ့သူများဖို့ဆိုရင်အင်မတန်ပင်စိတ်တက်ကြွစရာဖြစ်ပေမည်သို့သော တက်ကြွစရာအကြောင်းလေးမရှိပါစေအကြောင်းမှာတိတ်တိတ်ဆိတ်ဆိတ်ကလေးပင် ဖြစ်ပေါ်သောသောကြောင့်ဖြစ်ပါသည်